အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှတော့အစိုင်းစီယာဂုံဝင်ရေးသားထားတဲ့အကျိုးတော်ဆောင်ဆိုတဲ့ယတ္တဝိထုလေးတပုတ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဝိထုလေးကိုနားမစင်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာဒါကတော့တမိတက်တက်တဲ့ညစ်တာပါဗျာဟုတ်တယ်ပြည်ကြီးအောင်ဂုံလီမငွေကန်စီဟောင်းကြီးဦးမောင်တင်ကပြောဆိုလိုက်လေသည်ဦးမောင်တင်ဒီအသက်40ခန့်သာရှိသေးသည်အသားဖြူဖြူအရက်ထောင်ထောင်ပေါင်းပေါင်းနဲ့ရွှေကန်းမျက်မှန်တက်ဆင်ထားပြီး တည်ကြည်ခံရသောရုပ်ရည်ရှိလျက်စကားပြောလျင်အမြဲတမ်းအတန်ကိုနှိမ့်ချရပြောဆိုလေးရှိသည်အဝိစားကိုလည်းတက်ရက်စံရင်စွာဝစ်စင်တက်လေသည်နေလဲညိုပြီးသို့တော်လေကြိုကမတွေးနှွေပြေမိုးကူလေပူကြီးသာလျင်တယံမြူးထုလျက်ရှိသည်ညနေပိုင်းတွင်မိုးထစ်ကြုံရွာနေပဲရှိသည်ဟုမိုးလေဝသဌာနကခံမှန်းကြီးထုတ်ခဲ့တော်လဲကောင်းကင်သည်ကျင်းလင်းနေ၏မိုးသားတရိပ်ဆိုသည်တရိပ်တလေးမှမတွေ့ရဘူးမောင်တင်တို့စကားပြောနေသည့်နေရာက ရန်ကုန်မြို့လယ်တရုတ်ဆိုင်ဒီဇိုင်အတွင်းဖြစ်သည့်မိတ်ဆွေများသည့်ဥမောင်နေပြောဆိုသောစကားများကိုစိတ်အားထက်သန်စွာစောင့်မျှော်နေကြသည်ဥမောင်နေကဆက်၍ဘယ်သူညစ်ပတယ်ဆိုတာကျုပ်ကောင်းကောင်းသိပါလေဗျာ။ဘာကြောင့်ကျုပ်ပေါ်ဒီလိုညစ်ပတ်တယ်လဲဆိုတာကျုပ်သိတယ်ပေါ့။ဒါပေမဲ့ကျုပ်အဖို့အခုလိုဖွင့်ပြောယူမှာတပါ။တခြားဘာမှမတတ်နိုင်ဘူးပဲဗျာ။ကျုပ်ခံမြင်ဆုံးကတော့အဲ့ဒီဟွာမနဲ့အတူတူထိုင်ပြီးစကားပြောမိတာစုစုပေါင်းရှိလာမှဆက်လိန်5မိနစ်ပါဗျာ။ဒီထက်အချိန်တစ်ဝက်ကျော်ကျော်လောက်ဟာပူရဲအဲ့တဲ့အကြောင်းငုံမြွာနိုင်တဲ့အကြောင်း ပိုလွန်းအိုင်လွန်းလို့အလုံးမလုံးနိုင်တဲ့အကြောင်းတွေဒါပြောခဲ့မိတာပါဗျာငွေကန်စည်းကြီးဥမောင်တင်ဒီစကားကိုခိတာဖြက်လိုက်ပြီးလျင်ဘန်ကောက်ကိုကော့ရီဘီယာကလေးတစ်ကြိုက်နှစ်ကြိုက်တောက်လိုက်လေသည်ထို့နောက်နှုတ်ခမ်းတွင်ပေသွားသောအမြုံငါးကိုလက်ခုံပြတ်တက်၍တုပ်ပြစ်လိုက်ပြီးလျင်စကားကိုဆက်ပြန်သည်ကျို့ဟာတော့အကုသိုလ်တိုးတဲ့လူတစ်ယောက်ပဲဗျာအဲဟုတ်ပဲဘယ်လိုကုသိုလ်လဲတော့မသိဘူးတဝင်ကြောင်မှုနဲ့ပတ်သက်ပြီးကျုပ်လောက်အထင်လွဲခံရတဲ့လူအဆိုးဆဲခံရပြောဆိုခံရတဲ့လူလောကမှာရှိမယ်မထင်ဘူးဗျာ ဒီလိုဆိုတော့ကျုပ်ကများတဝင်းကြောင်နေများမအောင်မိလိုက်နဲ့သူတော်ဘာကကျုပ်အပေါ်တဝင်းကြောင်တာပြောတာပြုဘယ်လောက်များသဲတယ်လဲဆိုရင်ကျုပ်မိမဟာကျုပ်နဲ့ညာပြီးတဲ့အချိန်ကစပြီးကျုပ်ပေါ်တဝင်းကြောင်စိတ်မွေးတော့တာပဲဗျာတဝင်းမကြောင်ရဘူးလို့ကျုပ်ကမပြောချင်ပါဘူးဒါပေမဲ့ကဲလွန်သေးလွန်တော့အင်မတန်ခင်ရဆိုးတယ်ဗျာဘယ်နဲ့ဗျာနေတိုင်းတစေကျုပ်အိမ်မှာလေကားတွေ၃တက်လောက်ဆင်းမိပြီဆိုရင်ပဲကျုပ်မိမက အထောက်တော်ကလေးအကောင်လေးတကောင်ကျုပ်နောက်တော်ဘာကဖဝါချီထက်ကပ်ပါလာကြကုန်ရောမြေအောက်အိမ်သားတွေ ဖွင့်ဆောင်မှုအထူးဆန်းရဲလို့ပတ်စံဆဲပြပေးပြီးအပေါ်ဝင်သွားတဲ့တရင်ကိုတော့ကျုံမိုင်းမရဲ့နားကိုပေါက်ကြားတဲ့ပြူကုံယူတခါကကျုံမိုင်းမရဲ့အထောက်တော်ကောင်လေးတကောင်ကိုအမြင်ကက်ကက်နဲ့နရင်တစ်ချက်တူးလေးမိုင်းပြီးအိမ်ပြန်ရောက်တော့လာလားကျုံမိုင်းမကျုံနဲ့နှစ်ပါးသောစကားမျောတော့တော့ပဲခေါင်းလေးစီတပလင်းလောက်ဝဲခြင်းလို့ဗိုလ်ချုပ်စည်းတဲ့ရှောက်မိတာကိုနရင်တီးခံလိုက်ရတဲ့ကောင်လေးကဈေးထဲမှာကျုပ်ဇာဘော်လီဝဲနေတာမြင်ရတယ်လို့အိမ်ပြန်ပြီးတနော်ဦးတင်တာကိုနေဦးနေဦး ကျုပ်ပြောချင်တဲ့အကြောင်းခုတည်းတိမရောက်သေးဘူးဒုတိယတည်းကောင်းဖို့ရောက်မှုဒုတိယတည်းပြက်လင့်ကာသာဓမ္မဆိုတဲ့သူတို့အကြောင်းတော့ငါတင်ခဲ့မှုတဲ့အနန္တိသူတို့ရအမတ်ရဲ့လင်္ကာလေးကိုသူတို့ဘာအတွက်စိတ်ကောင်းစေတဲ့အကောင်းလေးတစ်ခုထားခဲ့မိတဲ့အတွက်ကျုပ်မှာပြတ်လာကြီးဒုက္ခထီဆောင်ဖြစ်ခဲ့ရတဲ့အကြောင်းကိုနားထောင်စမ်းပါဦးကျုပ်ကလည်းကျုပ်ပဲဗျာကျုပ်လို့နေကြလဲတစ်ခုမဟုတ်ပဲစိတ်ကောင်းလေးတစ်ခုဝင်ပြီးဝင်ရှုံးမိခဲ့တာသူတို့ဘာအကျိုးဆောင်မိတဲ့အတွက် ကျုပ်မှာကန်ကြီးလို့ထောင်နှမ်းမစင်ရတာဗျာအင်းတွေးမိတိုင်းကြောချမ်းစရာပဲဗျာကျုပ်အကျိုးဆောင်ပေးရတဲ့လူကတော့တခြားလူမဟုတ်ဘူးဗျာကျုပ်တို့ရဲ့ကုမ္ပဏီပိုင်ရှင်မန်နေဂျာတထေဥပတွန်းတင်ပဲဗျာဥပထွန်းတင်ဟာအသက်40 50သာရှိသေးတဲ့မုတ်ဆိုးပုံတထေတရားဟုတ်ဗျာမိမမတင်ခင်ကလေးမှာမိမဘက်ကပစ္စည်း၄50သိန်းခင်းလောက်အငွေလိုက်ရတယ်အဲ့ဒီနောက်၃လေးလောက်လဲလဲကြာရောသူ့မိမလည်းဆေးရုံမှာမကြမ်းမမဖြစ်ပြီးဆုံးသွားတာပဲသားသမီးတွေလည်းတရားအောင်မှမကြံရည်ဘူး မိမသေးပြီလို့တနည်းလောက်လဲကြာရောကျတို့တထေဥပထွန်းတင်ဟာလဲနောက်မိမယူတော့မလို့လို့လေတံပြစ်လာတော့တာပဲဗျာအင်းမိမသေးစားတုန်းကတလာပြည့်တဲ့နေ့မှာအထူးကြေွက်လွမ်းဆွတ်သတိရာကြောင့်သတင်းစာမှာကြော်ညာရတာကတမျိုးသုံးလပြည့်တဲ့နေ့မှာသွားလေသူကိုရည်စူးပြီးအလူတန်းအမျှဝေရတာကတဖုံ၆လပြည့်တဲ့နေ့မှာတော့ဘုံကြီးပဲဝတ်တော့မလို့လို့ပိတ်ဖြူပဲစီးတော့မလို့လို့တော်ပဲထွက်တော့မလို့လို့သူကိုယ်တိုင်ကသာသနာ့ရေးတာဝင်ပြီးတော့ ဥပုသ်ဆောင်ရရှိဆောင်ရင်တရားအထုတ်တပြုဒီကိစ္စတွေအလုံးဆောင်ရွက်ပြီးခဲ့တာလဲကျုပ်ပဲပေါ့ဗျာကျုပ်ကသူ့ရဲ့လူုံကြီးတစ်ပိုင်းဖြစ်နေတော့တာပဲအဲဒါပေမဲ့ခုနကပြောသလိုတနေ့လောက်လဲကြာရောနောက်မိမယူတော့မတူလို့လေတံပစ်လာတော့တာပဲဒါပေမဲ့တကယ်တော့မယူဘူးဗျာ၃နှစ်လောက်ကြာလာတယ်ကျုပ်လည်းပဲသူ့ခင်ဗျာနောက်မိမအယူရခက်နေရှာရဲ့ထင်ပါရဲ့လေဆိုပြီးဒီအကြောင်းနဲ့ပတ်သက်ပြီးသူ့ကိုဘာမှမပြောပဲနေလာခဲ့မိတာအဲတညတော့ဗျာ ူနဲ့ကျုံနဲ့မြေတန်းလန်းဟိုတယ်မှာဆိုင်းတောင်းရင်းနဲ့သူကသူ့အတူကြီးတစ်ခုကိုကျုပ်ကိုဖွင့်ဟတိုင်မိနေသူဟာမထွားရင်ဆိုတဲ့မိမဲ့ပြိုလေးတယောက်နဲ့တိတ်တိတ်ပုံရနေတဲ့အကြောင်းပေါ်ဗျာမထွားရင်ဟာမော်လမိုင်မြို့မူးတုံဘက်ကဗျာမူးတုံမှာပဲနေတယ်အစကတော့ရက်ကန်းသမားလေးတယောက်ပဲသူနဲ့တွေ့ပြီးညားပြီးတဲ့နောက်မှာသူ့ရဲ့ငွေကြေးအထောက်ပံ့နဲ့ရက်ကန်းတောင်ထောင်ပေးထားတယ်ဩဖြတ်ပြီးပြောရအောင်မယ်သူ့ရဲ့ကုမ္ပဏီကအဲ့ဒီမူးတုံထွက်တဲ့လုံကြီးတို့ဆောင်းတို့လက်လီလက်ကဖြန့်ချီနေတဲ့ ိုယ်စလဲဖြစ်တယ်ဗျ။ရန်ကုန်ကနေကိုတိုင်းကြိုက်တဲ့ဒီဇိုင်းတွေရေးရေးပေးပြီးတော့ဟိုမှာ special ရခိုင်းတယ်။အတော်ကလေးလဲတွေ့နေကြကြရောင်းနေရတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွတ်တို့တတိခုဘထွန်းတင်ဟာမော်လမြိုင်မူတို15ရက်တစ်ခေါက်တော်တော်နေရတယ်ဗျ။အဲ့ဒီလိုတွားရင်လာရင်မထွားရင်လည်းတွေ့ပြီးညားတယ်လို့ပဲဥပထွန်းတင်ဟာကျုပ်ကိုပြောတယ်။ကျုပ်ကမထွားရင်အကြောင်းသူ့ကိုမေးတော့သူကပြုံးစစ်စစ်ကလေးလုပ်ပြီးမထွားရင်ဟာနာမည်နဲ့လိုက်အောင်ကိုလုံးကိုပါဖွင့်ပြထွားကြောင်းရုပ်ယူကလည်းချောမောကြောင်း သဘောနမနောကာယကလည်းအင်မတန်ယူတာစင်ကြဲကြောင်းအသက်မှာ23နှစ်သားရှိသေးကြောင်းဆိုတာကိုပြောပြတယ်ပဲဒီတော့ကျုပ်ကအင်းလက်ထပ်ပြီးတင့်အောင်တင့်နေမယူခင်တော့ဒီလိုပြောကြတာပြီးတိတ်လဲချီးမြောက်စားမနေကြနဲ့ဦးချီးမြောက်ဆရာရှိရင်လက်ထပ်ယူပြီးတဲ့အခါကျမှချီးမြောက်စားကြပါတတိရေလို့ပြန်ပြောမိလိုက်တယ်အဲ့ဒီအခါဥပထုံးတင်ဟာခေါင်းကိုဇက်ကလင်မောလိုက်ပြီးဟင်ကျုပ်သူ့ကိုလက်ထပ်ယူမယ်လို့ဘယ်တော့မှပြောလို့လဲသူ့ကိုကျုပ်ဘယ်နည်းနဲ့မှလက်ထပ်မယူဘူး ကျုပ်စဉ်းစားနေတာသူ့ကိုဘယ်ပုံပဲနည်းနဲ့ခွာရမယ်ဆိုတာပဲဗျာတောသူအယိုးအားလေးမို့ကျုပ်သူ့ကိုတနာတယ်ဒါပေမဲ့ကျုပ်သူ့ကိုမယူနိုင်ဘူးသူ့စင်နေလုံးကြည်ခွဲပြီးတေဘဲဝင်မှာဘူးလေကျုပ်စိုးရင်လည်းအဲ့ဒီအတွက်ဘယ်လိုလုပ်ရရင်ကောင်းမလဲလို့ကျုပ်စဉ်းစားခတ်နေတာကိုတိမောင်ရဲ့အဲ့ဒီအထက်သူနဲ့ကျုပ်နဲ့ဖြစ်တဲ့အကြောင်းဟိုတယောက်ကများတိသွားရင်ပြီးရောဗျာကျုပ်မှာဖို့မရဓမ္မအဆုံးဖြစ်ရမယ်ဂိမ်းလိုပဲညီ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 ပြောရှာလိုက်တယ်ရုပ်တရက်ကျုပ်လေးကြောင်သွားတာပေါ့ဟိုတယောက်ကများတိသွားရင်လို့ သူကပြောလိုက်တော့ကျုပ်လေးကြောင်သွားတာပေါ့ဒါနဲ့ရောင်အန်းနဲ့ပဲဟိုဟိုတရားဟုတ်လားဘယ်တယောက်ပေါ်လာပြန်လဲတတိယလို့ရှင်းအောင်မေးလိုက်ရတာပေါ့ဒီတော့ဥပထုံးတင်ဟာခနှုတ်ခနဲ့ပြုံးတယ်ပြီးမန်အောင်အောနေတော့ဗျကျုပ်တို့ချင်းမော်လမြိုင်တွားရင်းနဲ့ပဲလေရင်ပေါ်မှာစုံခဲ့ကြတာတယောက်နဲ့တယောက်လေရင်ပြန်ခွေးမှာစတွေ့ချင်းမြင်မြင်ချင်းချစ်ခဲ့ရတာဗျို့လို့ပြန်ပြောတယ်အဲ့ဒီမိမဒေါ်ကြည်ကြီးဦးတယ်ဗျအသက်40သားလောက်တာရှိတယ်တခုလည်းမဟုတ်စုံမှာဗျပစ္စည်းဥစ္စာကလည်းအတော်ရှိတယ်ရုပ်ကလည်းအတော်ဖြောင့်တယ်လို့ပြောတယ်ဗျာ သူ့ပထမအိမ်တော်ပြတ်သွားတာတနေ့ကြော်ကြော်လောက်ပဲရှိဦးမယ်ပြောတယ်။မိမကအပေါင်းအသင်းလဲကောင်းတယ်။လူကုန်တန်လောကမှာလဲအင်မတန်ဝင်ဆန့်တယ်လို့သိရတယ်ဗျ။ကျုပ်လဲအင်းတက်လဲတက်နိုင်တဲ့လူဗျာကျုပ်စိတ်ထဲအောင်းမေးမိလိုက်တယ်။အဲအခုတော့ကျုပ်မှာအခက်တွေ့နေပြီကိုတင်။ငှက်နှကောင်ကိုတခါတည်းဖမ်းလို့လည်းမဖြစ်ဘူး။တော်ကြတကောင်မှမမိပဲနှကောင်စလုံးလွတ်ထပ်တော့မှကျုပ်မှာမြောက်တိတ်ကိုင်းလို့ဘွာရောက်နေအောင်မယ်။ညင်းညူပြန်ပြောလိုက်တယ်။ကြည့်တော့ကျုပ်က ဒါတော့တတိယနှစ်ကောင်စလုံးပဲဖြစ်ဖြစ်တကောင်လည်းပဲဖြစ်ဖြစ်ဖမ်းခြင်းဖမ်းမဖမ်းခြင်းနေတနေ့နေ့တော့တရားရောက်နေအနည်းနည်းနဲ့များသိကြမှာပဲအဲ့ဒီအခါမှာတတိဒုက္ခပဲအံ့မာရောအံ့မာရောပြာပြန်ပြောလိုက်ရတဲ့ပြာအေးပြာကျုပ်တော့ခင်ဗျားပြောတဲ့အတိုင်းအခက်ကြုံနေပြီကိုတင်ကျုပ်ကိုအပြစ်တင်ခြင်းလဲတင်တော့ပြာခေါင်းလဲခဲနေပြီဘာလို့အမှမသိတော့ဘူးဟိုမချက်ကြည့်ကြည့်ဦးကလည်းကျုပ်စီကိုလာမယ်ဆိုကြီးတကယ်ကဲလုံနေတယ်ဗျာသူနေတာကလည်းတညင်းမှာဆိုတော့ရန်ကုန်ကိုရှုပ်ကလေးရှုပ်ကလေးရောက်ရောက်နေတာဒီနေ့ကပဲဖုံးဆက်သေးတယ်ဗျာဒီတစ်ခါရန်ကုန်ရောက်ရင် ကျုပ်စီဆက်ဆက်ကြီးဝင်ခဲ့မယ်တဲ့ကိုတင်အဲ့ဒါကျုပ်လည်းမကြံတတ်တော့ဘူးကျုပ်ကိုအကြံလေးပါလေးပေးပါဦးကိုတင်ရေဥပထွန်းတင်ကညင်းညူနပူလိုက်ပြန်လေသည်ကျုပ်ကလည်းရဲရဲရော်ကြီးပဲအကြံပေးခဲ့တယ်တနားရီလောက်ကြာလိမ့်မလားမပြောတတ်ဘူးဒါပေမဲ့ကျုပ်ပြောဆိုလို့လည်းပြီးရောဥပထွန်းတင်ဟာခေါင်းတွေတွင်းတွင်းခါပြီးကျုပ်လိုချင်တာဒီလိုကြံမျိုးမဟုတ်ဘူးကိုတင်သူလိုချင်တာကမထားရင်ကလေးကိုဘလို့ခွာထုတ်ပြီးဒေါ်ကြီးကြီးဦးကိုဘလို့လက်ထက်ယူရမယ်ဆိုတာလေဗျာအဲ့ဒီလိုလုပ်တဲ့အခါမှာမထွားရင်ရော ဒေါ်ဂျီဂျူရောနှစ်ယောက်စလုံးဟာညိုညင်ကန့်ကွက်မှုမရှိเสียရဘူးတဲ့ဘဒုဘဒုကိုမှစိတ်ထိကကြေခွဲတာမျိုးလဲမဖြစ်เสียရဘူးတဲ့ဂိုင်အဲ့ဒီတော့သူ့ကိစ္စအကျက်သားလားဗျနောက်တနေ့နေ့လေလောက်မှာဒေါ်ဂျီဂျူကကျုပ်တို့ကုမ္ပဏီကိုရောက်လာတော့တာပဲအင်းဟိုကထုံတင်ပြောတဲ့အတိုင်းအတော်ဖြောင့်နေမိမှပြူအသက်40သားဆိုတာ30မှပြည့်သေးရလားလို့အားမိတ်တရဗျာဟိုကထုံတင်ပြောလို့တာမိုးဆိုးမှဆိုတာတိထားလို့ပေါ့ဗျာအမြင်ကတော့အပြူတယောက်လိုပဲဟဲဟဲဘဝစားရတာကိုလည်းကြော့လို့ ဆိုင်နေရှိတဲ့အဖြစ်ပဲသူ့ကိုမြင်ရတော့ကျုပ်တို့တထေးမင်းမြင်မြင်ချင်းကြိုက်မိတယ်ဆိုတာဟုတ်မှာပဲလို့အောင်းပေးမိတယ်ဗျအပြောကလည်းချိုးတဲ့ဗျကျုပ်နဲ့တော့မိခေါင်းဆွေရောင်းလို့တော်တော်ကြကြစကားလက်ဆောင်ကြနေကြတယ်ဗျနောက်မှသူလဲဥပထွန်းတွင်ရှိတဲ့တိုက်အပေါ်ဓာတ်ကိုတက်သွားရှာတယ်အင်းဒေါ်ကြည်ကြီးဦးဟာညက်နေအလုတ်သိမ်းချိန်တော့မှာပဲအပေါ်ဓာတ်ကပြန်ဆင်းလာတယ်ဗျသူ့နောက်ကဝဲကောင်းစားလောက်ဝိတ်ပြီးစေးတံကိုအမြိုင်သားခဲထားတဲ့ဥပထွန်းတွင်လည်းပါလာတယ်တမျက်နာလုံးပြားကြီးလောင်းထားတယ်လို့ပဲဗျဒေါ်ကြည်ကြီးဦးကလည်း နေ့လည်ကထက်ကိုပိုလှနေသလားလို့အောင်းမိရတယ်။ဥပထွန်းတင်ဟာကျုပ်ကိုတွေ့တယ်ခြင်းပဲမျက်နာတစ်ခုလုံးပြိုးပြီးနေ့စဉ်ဆိုင်ရင်ပိတ်အံ့နေကြောင်းတွေ့ကိုနောက်တစ်နေ့မှအခုပြောတယ်။ပြီးဒေါ်ဂျီဂျီဦးနဲ့အတူမော်ဒကားရှိရာကိုဇုံထဲထွက်သားတော့တာပဲ။သွားပြီးအခါမှာဒေါ်ဂျီဦးကကျုပ်ကိုပြိုးပြီးနှုတ်ဆက်လိုက်သေးတယ်။နောက်တစ်နေ့မနဲ့ကျုပ်အလုတ်တိုက်ကိုရောက်သွားတဲ့အခါဥပထွန်းတင်ဟာအလုတ်ခွင်မရောက်သေးဘူးဗျာ။သူ့အိမ်လမ်းမကြီးတော့လေသူ့တပည့်ကလေးကသူ့တထေးအိမ်ရမထသေးဘူးလို့ပြောတယ်။၁၇နှစ်လောက်ရှိကြမှာဥပထွန်းတင်ရောက်လာတယ် ရောက်ရောက်ချင်းကျုပ်ကိုအခေါ်လွတ်လိုက်တာပဲညကအေးပြက်လာတာကိုတင်ရကျုပ်ကိုတွေ့တွေ့ချင်းသူကပြောတာပဲကျုပ်ကအလုပ်ကိစ္စနဲ့ဘေးမြန်ပြောစီလေမလားမှတ်ပါတယ်လာလာဘာကြီးသားသတိမင်းကလှုပ်ဆမ်းမအောင်ကိုတင်ရကျုပ်တော့ជីဂျီဦးကိုအမြန်ဆုံးလက်ထပ်ယူခြင်းပြီးတဲ့ဗျူជីဂျီဦးကအင်မတန်တဝင်ကြောင်တက်တဲ့မိမမလို့မထိုင်းရင်ကလေးနဲ့သူဖြစ်နေတဲ့အကြောင်းတည်သွားရင်မိုးမီလောင်တော့မသက်ဗျာအဲ့ဒါကြောင့်ជីဂျီဦးကိုအမြန်ဆုံးလက်ထပ်ယူခြင်းတဲ့မယူလဲပဲမနေတော့ဘူးသူတော့အစွဲကြီးဆွဲနေပြီဗျာကိုင်း ါပေမဲ့ဟိုခမရမှာထွားရင်ကလေးဘယ်နဲ့လုံးမလဲလို့ကြုံပေးလိုက်တော့ဥပထုံးတင်ဟာမြော့ဦးကြီးလို့မှိုင်ကြွသားတပြူပြီးမှဟုတ်တယ်ဗျာသူ့ကလေးအတွက်ကျုပ်ဘာလို့မှမသိရဘူးတနာတော့တနာပါဒါပေမဲ့ကျုပ်ကြည်ကြည်ဦးကိုပဲယူခြင်းတဗျာခမရအကြံဖန်ပေးပါအောင်ကိုတင်ရလို့ကျုပ်ကိုပြောတယ်ဗျာကျုပ်လည်းဘာတတ်နိုင်မှာလဲကျုပ်ကငွေကြီးကိစ္စမှသာကျင်းနေတာဒီကလိုကိစ္စမျိုးကြတော့ကျင်းနေတာမဟုတ်ဘူးဒီတော့စိတ်စိတ်ပဲနေလိုက်တာပေါ့တထေလဲရုတ်တရက်ကြီးငိုင်းနေတော့တာပဲကျုပ်လဲအသာပြန်ဆင်းလာခဲ့တယ်အင်း ဒီနောက်ပိုင်းဒေါက်တာဂျီဂျူတယောက်ကတော့ဗျာကျုပ်ရဲ့တရေမင်းစီ၃၄ရက်တခါဆိုသလိုရောက်ရောက်လာတော့တာပဲတခါတလေကျုပ်အလုတ်တိုက်မှမရောက်ခင်ရောင်းနေနေတတ်ပြီးအတော်ကြီးနေဆောင်မှပြန်သွားတတ်တယ်ဗျာတခါတခါလဲညနေဆောင်မှရောက်လာတတ်ပြီးရန်ကုန်မှာညအိတ်ညအိတ်ညနေဆိုသလိုနေတယ်ဗျာအဲ့ဒီတော့တလားနှစ်လောက်လောက်ကြာသွားတဲ့တမလီမနဲ့မှလဲကျုပ်လဲသွားနေကြတဲ့အလုတ်တိုက်ကို၉နိုင်ပထုတ်ခင်ရောက်သွားတယ်ဥပထုံးတင်ဟာတိုက်ပေါ်ွားကနေနေပြီးတော့ကျုပ်ကိုလေတဆန်းဆန်းစောင့်နေတယ်ဗျာသူ့မျက်နှာကိုကြည့်ရတာလဲ စိတ်ချောက်ချောင်းနေပုံရတယ်။ကျုပ်ကိုအားရဝမ်းသာစီးကြိုလိုက်တဲ့အခါမှာအတန်ဒီတုံးနေရှာတယ်။အင်းတခုခုတော့တခုခုပဲလေကျုပ်စိတ်ထဲကလည်းအောင်းမိလိုက်တယ်။ဟုတ်ပါတယ်တကယ်လည်းတခုခုပါပဲ။ကျုပ်အလုခန်းတဲ့တောင်မဝင်ရသေးဘူး။သူကအင်မတန်အရေးကြီးတဲ့ကိစ္စတခုပေါ်လာလို့လိုက်ခန့်စမ်းမှကိုတင်ရဆိုပြီးကျုပ်ကိုသူကားနဲ့တင်းခေါ်သွားတော့တာပဲ။ဘယ်ကုန်မတ်တယ်မီယထားဟိုတယ်ဘူးဗျ။ကျုပ်လည်းဘုံမတိပါမတိနဲ့လိုက်သွားရတော့ပေါ့။ကျုပ်ဟာမနက်ပိုင်းရေကလွဲပြီးဘာမှတောက်လည်းမရှိဘူး။ တောက်လို့လည်းမဖြစ်ဘူးတနေ့လုံးငွေကင်ပြီးအလုပ်လုပ်နေရတဲ့လူမဟုတ်လားငွေရေးကြီးမာယုံပြီလို့အင်မတန်ကြောက်တယ်ဗျဒါကြောင့်အမြဲစင်ကျင်ခဲ့တယ်မနက်ပိုင်းဘယ်တော့မှတောက်စားလေးမရှိဘူးအဲအဲ့ဒီနေ့မနေ့တုန်းကမရဘူးဗျဘယ်လိုညင်ညင်သူဇွန်တင်းတိုက်နေတော့တာပဲနောက်ဆုံးမငင်းတာတော့ပဲတောက်လိုက်ရတာပေါ့ဒီရနှလုံးလောက်ကုန်းမျိုးသူ့ရဲ့ရေးကြီးကိစ္စဘာမှမသိရသေးဘူးဒီတော့ကျုပ်လည်းဘယ်နဲ့လဲတတိရေးကြီးကိစ္စဆိုတာဒါပဲလားဆိုပြီးပလင်းကိုလက်ညှိုးထိုးပြီးမေးလိုက်ရတော့တာပေါ့သူကတော့ဝီစကလေးတစ်ခွက်မြောက်နေတော့ သူ့ဘိုင်တဲ့၃လေးခွက်လောက်ဝင်ပြီးတဲ့အခါမှာမဟုတ်ဘူးကိုတင်ရအေးကြီးကိစ္စကတော့ဟောတာကလေးကျုပ်ခေါင်းမီးတောက်နေပြီဆိုပြီးသူ့အိမ်ထဲကတန်ကျိုးစာကလေးဆောင်ထုတ်ပြတယ်ဗျာ။နောက်သူကအဲ့ဒီတန်ကျိုးစာကိုကျုပ်မနေညာကအိမ်ပြန်ရောက်မှရတယ်ဗျာ။စောစောစီစီအိမ်ပြန်ရောက်ရင်တိရရင်လည်းအကောင်းသားအခုတော့ကျုပ်အလေကျူးနေတာနဲ့အားလုံးကြွားကြကုန်တာပဲဒီကြံစိုးချာဟာခမရတို့အလုံးမစင်းခင်တည်းကရှောင်းနေတဲ့တန်ကျိုးစာမဟုတ်လားမထားရင်လေမထားရင် ူဒီနေ့မလဲလင်းပြန်တဲ့ရန်ကုန်ကိုလိုက်လာမလို့တဲ့အဲ့ဒါသူ့ကိုလင်းပြန်ကွင်းမှာလာကြိုးပါတယ်ကိုင်းအဲ့ဒါကျုပ်ဘယ်နဲ့လောက်ရမလို့အသက်မှမရှူနိုင်ပဲကျုပ်ကိုပြောတဗျာဒီတော့ကျုပ်ကရေရမောမောနဲ့အိုးဘာခက်တာမလို့ဗျာတခါတဲ့လင်းပြန်ကွင်းကားနဲ့သွားကြိုးပြီးတော့အိမ်ခေါ်လာဖို့တတိယလို့ပြောလိုက်ပြီတဗျာကျုပ်လည်းအဲ့လိုပြောလိုက်ရောသူကကျုပ်ကိုမျိုးလုံးပြီးပြူပြီးကြည့်ပြီးတော့ဟင်ဒီလိုသာဖြစ်ခမ ्या ကိုကျုပ်တခုလိုတိုင်းမင်းနေစရာဟာလို့သေးလို့လေကုတင်ရခင်ဗျားပြောသလိုမလွယ်လို့ပေါ့ဗျာ ဒီနေ့မနေ့10နိုင်ထိုးမှာជីជីဦးနဲ့ချိန်ထားနေပြ10နိုင်တက်တဲ့မှာជីជីဦးကျုပ်စီလာလိမ့်မယ်သူ့ကိုမတွေ့လို့မဖြစ်ဘူးသူချိန်ထားကကျုပ်ရက်ရွှေကနှစ်ခါသုံးခါရှိသွားပြီဒီတစ်ခါကျုပ်ပြက်ကွက်ရင်မိုးဝတက်ပြီးမီးရှို့မဲ့မိမမထားရင်မော်လမြိုင်လေရင်ပြန်နဲ့10နိုင်လောက်ရန်ကုန်ရောက်မယ်အဲ့ဒီတော့သူတို့နေအောင်ဒီတိုက်မှာလာဆောင်ကြရင် မခက်ပေဘူးလားကိုတင်းမခက်ပေဘူးလားရှူရှူချာပြန်ရှော့ချတော့ဒီကျုပ်လည်းပါဇက်ဟသွားသည ဘာပြန်ပြောရမှာမသိဟုတ်တယ်လေသူ့ဟာသူမရှိနိုင်မရှိနိုင်ကြီးဖြစ်နေတာဒင်းပြန်ခွင့်ကိုသွားမကြူပြန်ရင်လဲကလေးမလေးတယောက်ခင်ဗျာရောင်းလေလေနဲ့ဘယ်သွားလို့ဘယ်သာမှမသိဘူးသွားကြူပြန်ရင်လဲအိမ်ကို၁၇နှစ်ကျော်မှပြန်ရောက်မယ်ជីជីဦးနဲ့လွယ်အောင်မယ်ជីជីဦးကတေပေပြီးထိုင်ဆောင်နေရင်လဲရောက်တဲ့အခါဦးတို့မျိုးနှစ်ယောက်သားစုံမိကြပြီးတတိယခင်ဗျာမရနှစ်ယောက်ကြမှာဖြာများနေအောင်မယ်အင်းခက်ကြီးတော့ခက်တော့တာပဲကျုပ်ဘာပြန်ပြောရမလဲစေကူးနေတော့ဥပထုံတင်ကပဲကျုပ်ကို ဒီမှာကိုတင်ကျုပ်အစားခမားပဲလေရင်ခွေးကိုသွားပြီးကြိုပေးရလားဗျကျုပ်ကိုမေးရင်တော့အရေးကြီးတဲ့စီဝေးတစ်ခုတက်เสียရှိလို့လို့ပြောဗျအင်းတခုတော့ခက်တယ်သူ့တန်ကျိုးစာကိုကြိုတင်ရရသားနဲ့အစီဝေးသွားနေရသလားလို့သူကမေးရင်ဘယ်နဲ့လုံးမလဲကိုတင်လို့အပြစ်မကင်းသူပြီပြီကိုပဲဟာကွက်ချွင်းကြီးရဲ့ကလေးကိုရှာဖွေပြီးဆိုရင်တကြီးပြောလိုက်တဲ့ဒီတော့ကျုပ်ကပြောမိတယ်ဟုတ်တယ်လေအဲ့ဒါခင်းနေမှာလို့ဒီလောက်တော့ကျုပ်လဲတက်နေပါလေဒါကြောင့်ဒီမှာတတိဒီတန်ကျိုးကိစ္စကတော့ကျုပ်တောင်းဝင်ထားသမှာ တန်ကျိုးကိုမနေ့ကမှရတယ်တတိလည်းအပြင်ထွက်သွားနေပြီဒါကြောင့်ကျွန်တော်ကတတိကိုစားအားကျူရပါတယ်လို့ပြောရင်ဒီကိစ္စမိတည်တာပဲမဟုတ်လားအခုတော်တော်တန်ကျိုးစားတဲ့အရင်လိုရိုက်ပါမှတခါတလေစာထည့်တာတော့တောင်းနောက်ကျသတိတယ်မဟုတ်လားဒီကိစ္စလွဲပါတဲ့တတိဟာဘာမှမစိုးရိမ်ပါနဲ့လို့ပြန်ပြောလိုက်ရတာပေါ့ဒီတော့မှပဲကျွတ်တို့ရဲ့တတိမင်းလည်းရွှေမျက်နှာကြည်သာလာပြီးမောင်မင်းကြီးသာခမရအဲ့ဒါကြောင့်ကျုပ်အားကိုးတာပေါ့ဗျာဒီမှာကိုရင်ခမရကျေးဇူးကျုပ်တသက်မမေ့ဘူး ပို့မဲ့ပို့ကရုတ်ရောက်အောင်သာပို့တော့မထားရင်ကိုလင်းပြန်ခွင်းကနေကြိုးလာပြီးဟောဒီမီယက်တာဟိုတယ်ကိုခေါ်လာပြီးသူ့အတွက်ဒီဟိုတယ်မှာတနေ့အတွက်အခန်းငါးထားပေးလိုက်မယ်ကြည်ကြည်ဦးပြန်သွားတဲ့အခါကျုပ်ခမည်းစီကိုတယ်လီဖုန်းနဲ့ဆက်လိုက်မယ်အဲ့ဒီတော့မှပဲကျုပ်စီကိုလိုက်လာခဲ့ပြဟုတ်လားကျုပ်ကိုပြောပြီးစီစဉ်ပေးလိုက်တဲ့ဗျာအင်းပြီးနောက်ဥပထွန်းတရားထိုင်နေရကနေဘုံကိုလည်းထိုက်ရလိုက်ပြီးသူ့နိုင်ကိုကြည့်လိုက်တဲ့အခါဟာကိုတင်ကိုနိုင်တော်ခွဲတော်မယ်သွားပါဗျခမည်းတော်ကြလင်းမမီလိုက်ပဲအစီအစဉ်တွေအားလုံးကိုရောက်ကြရဖြစ်ကုန်မယ်ကိုင်းများ ဒီဟိုတယ်ရှိကပဲတက္ကစီတစ်စင်းဆွဲသွားပြီးတော့ကင်ကင်သွားသူပြုတ်ကျုပ်ကိုလောဆော်လိုက်တာပဲခင်ဗျာကျုပ်ကလည်းကမန်ကရန်ဟိုတယ်ရှိကနေအမိုးဝတက္ကစီကလေးတစ်စီးကိုတက်စီပြီးဒရင်မြန်ဝင်းကိုဒုံဆိုင်ခဲ့ရတော့တာပဲထွက်လာတာကတော့ကုတ်ကန်းလောက်ရောက်မှကျုပ်တို့တရေစီကဈေးစကငွေကလေးကြီးကလေးတောင်းခဲ့ဖို့ရာတရိရတယ်ဗျာကျုပ်လည်းဒီတော့မှမျိုးလုံးပြူသွားပြီးကျုပ်လည်းဆက်တော့တေးအိတ်စီကိုပြီးကလေးဖွင့်ကြည့်တာငွေရှာရတော့တယ်ဒီလိုတေးအိတ်ထဲမှာငွေရှာမိပါမှာ ကျုပ်မျောလွန်းတွေပို့ပြီးပြုတ်ထွက်ရတာပေါ့အင်းဒါကြောင့်ကျုပ်ပြောတယ်မဟုတ်လားလှုပ်ချိန်မှာရေကလွဲပြီးဘာမှမတော့ပါနဲ့ကိုင်အခုဘယ်နဲ့ရှိတာမလဲတာမရှောင်းတာဆိုအတင်းညင်းလို့မြင်ရတာနဲ့တောက်ခက်မိတာအခုတော့မိမိရေရောဖြစ်ခဲ့ရပြီမနေ့ကဥပထုံးတင်ဟာအပြင်သွားနေလို့မအပ်ရသေးတဲ့ငွေ3000ကျော်တာကျုပ်တရေအိမ်ထဲမှာပါလာခဲ့ပြီဒီငွေကိုဒီနေ့မနေ့သူ့လက်ကိုအပ်ဖို့သူကလည်းမိကျုပ်ကလည်းမိအင်းကောင်းတော့ကွာကျုပ်မို့တာပေါ့ဗျာတခြားလူတို့ရင်ဥပထုံးတင်ခင်ဗျာသူ့ငွေကိုသတိရတဲ့အခါဘလောက်များစိတ်ပူချလိမ့်မလဲအင်း လိန်ခင်းမှာတော့ကျုပ်10မိနစ်လောက်စောင့်ရတယ်ဗျာလိန်ပြန်အချိန်မှန်မှန်စိုက်လာတာပဲဒါပေမဲ့ခီးတယ်တွေကြောင့်မှာမထွားရင်လေးရှာဖို့ကိစ္စရှိသေးတယ်ဗျာကျုပ်လည်းအပေါ့ဝါကနေပြီးဥပထွန်းတင်ပြောပြတဲ့ရုပ်ရည်အဆက်ကိုမှန်းစာပြီးတယောက်ချင်းအကဲကဲရှာဖွေတာပေါ့တိတ်ကြဲကြဲမရှာအောင်ဗျာအလိုတကူပဲတွေ့ပါတယ်ခီးတယ်အိတ်ဒီမှာငငယ်ရွယ်မင်းမပြူနှစ်ယောက်ပါလာတယ်ဗျာအဲ့ဒီနေရာမှာတယောက်ကပေါက်ဖော်မှလေးဖြစ်ပြီးတော့မထွားရင်ကိုအလိုတကူပဲအကက်ခက်တီးနေကြမှာပေါ့အင်းဟုတ်တယ်ဗျာဥပထွန်းတင် ပြောတဲ့အတိုင်းပဲမထိုင်းရင်ကလေးကနာမည်နဲ့လိုက်အောင်အတော်လေးဖုံးမွေနာနာရှိတယ်ဗျာပြုတ်ရုပ်ကြီးကလေးကလည်းချစ်เสียကောင်းတဲ့ထက်တနာเสียပိုကောင်းတယ်ဗျာအင်းဒါပေမဲ့စကားပြောရမှကြတော့ជីជីဥတို့မချို့တာဘူးဗျာအဖွဲနေလည်းမရှိဘူးခက်ပြက်ပဲပဲကျုပ်ကအနာကက်သွားပြီမထိုင်းရင်မှတ်ပါတယ်လို့ပြူပြူငါငါမေးလိုက်တဲ့အခါဟုတ်ပါတယ်ရှင်ဆိုတဲ့စကားတုံးကလွယ်ပြီးဘာမှပြန်မပြောဘူးဗျာတိလားကျုပ်လည်းမထိုင်းရင်ကို9မိနစ်လောက်ကြာကြာအကျိုးအကြောင်းရှင်းလင်းပြောပြနေရတာပေါ့ဗျာဒါတောင်မဟွာလေးကနှုတ်ခမ်းလေးထော်ပြီးသူ့စံရိုးကြအကြောင်းကို မကြည်မနဲ့နဲ့ပြောသေးပြီလားတန်ကျိုးစာရရက်သားနဲ့ဥပထုံးတင်ဟာလာကြိုးဖို့ကောင်းတယ်ဗျာဒီတော့ကျုပ်လဲစောစောကကြွတင်စီစဉ်ထားတဲ့အတိုင်းတန်ကျိုးစာကိုခနေမနဲ့မှာကတ်ရကြောင်းဥပထုံးတင်မတိကြောင်းတန်ကျိုးစာကိုဖတ်မသွားရကြောင်းအစည်းဝေးမနဲ့စောကြီးတွေကထထားကြောင်းမှင်တည်တည်နဲ့လိမ့်ရတော့တာပေါ့ဗျာအင်းလိမ့်ရတဲ့ကိစ္စမျက်နှာကတော့အတော်ဘူးတပြို့လိမ့်ပြောရတာလဲပညာတစ်မျိုးထင်ပါရဲ့အပြောရတာတော်ခက်တယ်ဗျာကျုပ်ကအဲ့ဒီလိုရှင်းလင်းလိုက်နေတော့မှမချောလေးကလည်းခြေနဲ့သွားပြီး ကျုံနဲ့အတူလိုက်လာတော့တာပေါ့ဒါတော့မြေရတာဟိုတဲ့ကိုရောက်တော့ဥပထုံးတင်ကဒီတိုက်မှာနေတလားလို့ကျုပ်ကိုမေးလိုက်တယ်ဗျကျုံလဲအခြေအနေကိုရှင်းလင်းပြောတော့ပေါ့ဗျာဥပထုံးတင်ဟာအိမ်ကထွက်သွားရင်အိမ်ကအမြဲတမ်းတော့ပိတ်သွားကြောင်းခဏလေးညနေလောက်မှပြန်ရောက်မယ်ထင်ကြောင်းသူရောက်လာမဲ့အချိန်ကျမှသူ့အိမ်ကိုသွားမဲ့အကြောင်းလောလောဆယ်ဒီဟိုတယ်ကြီးမှာအခန်းတစ်ခန်းငားပြီးခဏနေထိုင်ရမယ့်အကြောင်းတွေပေါ့ဗျာသူကတော့ကောင်းမယ်ထင်တယ်လို့လှုပ်ရှင်လို့ပြန်ပြောတယ်ဗျတိတ်ပြီးတော့လဲကျင်းတဲ့ပုံမပေါ်ဘူးဥပထုံးတင်ရဲ့ အိမ်ကိုသာသွားကြည့်နေပုံပဲဒါနဲ့ကျုပ်လည်းဟိုတယ်မှာအခန်းတစ်ခန်းငှားပြီးတော့သူ့အခန်းကိုရောက်အောင်လိုက်ပို့ပေးရတော့ပေါ့ဆိုင်ရည်တွေပိုင်းကလားတွေကျုပ်တို့နေရောက်မတိမတားလေးကြည့်နေတယ်ဗျဒဇင်မိကလေးတယောက်နဲ့ဟိုတယ်ကိုတက်သွားရတာအတော်ရှက်တယ်ဗျအင်းအဲ့ဒီနောက်တော့ကျုပ်တို့နေရောက်သာဓမင်းစားကန်ဆင်းပြီးတော့မရက်စာစားကြတယ်ဗျမချောလေးကတော့ကောင်းကောင်းမစားရှာနိုင်ဘူးလင်းနဲ့တွေ့ကြည့်နေတဲ့စိတ်ကပဲစောနေရှာတဲ့ထင်မရဲ့ဓမင်းစားကြပြီးတော့ကျုပ်လေးဆိုင်စည်းကြီးနဲ့ပြောစရာစကားလေးတွေပြောရအောင်တယောက်ထဲဘာကန်တဲ့ကိုထွက်လာခဲ့တယ် မထိုင်းရင်ကတော့ထမင်းစားခဲနဲ့မှခဏကြံခဲ့တာပေါ့ဘားခဲနဲ့ရောက်တော့လာလာဥပထုံးတင်ရဲ့လူယုံတပည့်ကလေးကစပွဲတစ်လုံးမှာထိုင်နေတယ်ဗျာကျုပ်လည်းအာအတင်တာတော့ကျုပ်ကဟေးမင်းဒီကိုဘာလာလောက်တာလဲလို့မေးလိုက်တော့မှကိုတော်မြတ်ကပြုံးစူးသီးလို့ပြီးကျွန်တော်သိပါတယ်ဆရာဆရာလေးတို့နဲ့ပေါ်တဲ့ကိုတက်တာကျွန်တော်မြင်လိုက်ပါတယ်နောက်တော်လေးကြတော့ဆရာလေးနှစ်ယောက်ထမင်းစားဆင်းလာကြတယ်မဟုတ်လားဟဲဟဲဟဲပြောနေရောဗျာကျုပ်လည်းမျက်စိမျက်နှာအပြည့်ပြည့်နေပေါ့ဗျာအเจ้าမောင်ကိုဖွင့်ပြောဖို့ကလည်းခက် သူစွစဲတာကိုငြင်းခံနေရတာပေါ့ဒီလိုနဲ့9မိနစ်တောင်မကြပါဘူးကျုပ်လည်းမထမ်းရရှိရထမင်းစားခဲ့တယ်ပြန်ရောက်သွားတယ်ဘယ်ချိန်ကလေးကစိတ်ကူးနေမှမသိပါဘူးကျုပ်ရောက်သွားတယ်ဆိုရင်ပဲဥပထုံးတွင်စီသွားကြပါစို့လို့စီးပြောတော့တာပဲရောတခါခတ်ပါရောကျုပ်လည်းအောင်းမေးမိလိုက်ပြန်တယ်နောက်မှပြုံးလဲခေါင်းထဲမှာအကြံတစ်ခုပေါ်လာတယ်ဒါနဲ့အခုမသွားနဲ့အောင်မထွားရင်ဟောရုပ်ရှင်17နာရီခွဲပွဲပြီးသေးတယ် လာလာရွှေရှင်ကြီးအောင်ယုံကအေးစက်တွေတက်ထားတဲ့ခမီယုံသေးကြီးဖွင့်လာလဲဘာမှမကြသေးဘူးအဲ့ဒီရွှေရှင်အပြန်ကြမှာဥပထုံးတင်စီသွားရအောင်သူလဲ၃နိုင်၃နိုင်ကြီးခွဲလောက်ဆိုရင်ပြန်ရောက်တော့ပါပြီပြောပြီးလမ်းထိပ်ရွှေရှင်သေးကြီးစုရောထွက်ခဲ့တယ်မချောလေးကတဲကြီးလိုက်ချင်ပုံမရရွှေရှင်ကြီးရမယ်ဆိုပြီးစိတ်ပြေလက်ပြောက်ဖြစ်သွားတယ်ထင်ပါရဲ့ပြုံးပြုံးရှင်ရင်ကလေးဖြစ်သွားရှာတယ်ကျုပ်လဲဟိုငွေ၃နောင်ကျော်တဲကပဲပေါ့၃ချက်ခွဲတန်းလက်မှတ်ကလေးနှစ်ဆောင်ယူပြီးရွှေရှင်ဝင်ကြည့်လိုက်တယ်ရွှေရှင်ပြီးလို့ ဟိုတဲ့အခန်းနဲ့ပြင်ရောက်တော့၃နာရီ၅မိနစ်တောင်ရှိပြီမထိုင်းရင်ကတော့သူ့ပြည်စည်းကလေးတွေတိမ့်နေလေရဲ့ဥပထုံးတင်စီသွားတော့မယ်မို့လीဒါပေမဲ့ကျုပ်မှာတော့အကြီးအကျယ်ကြောက်ချနေလို့ပဲဥပထုံးတင်ကကြီးကြီးဦးပြန်သွားလို့အားလုံးစိတ်ချလက်ကြောက်ရှိလောက်တဲ့အခါမှာကျုပ်စီတယ်လီဖုန်းဆက်လိုက်မယ်လို့ကျုပ်ကိုမှားထားပြီးသားမဟုတ်လားကျုပ်တို့ရုပ်ရှင်ကပြင်ရောက်တဲ့အခါဟိုတဲ့စည်းကလေးကိုမေးကြည့်တော့လဲဘသူစီကမှတယ်လီဖုန်းမခေါ်ဘူးတယ်ဗျာအဲ့ဒီတော့မခက်ဘူးလားကျုပ်ဖို့ဥပထုံးတင်စီစကားလုံးတွေစောင့်ရတော့ဦးမယ်မဟုတ်လား ါပေမဲ့မထိုင်းရင်ကတော့သူ့ပြည်စည်းကလေးတွေတိမ့်နေပြီဒီကြားထဲမျက်နှာလေးပြုံ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 နဲ့ကျုပ်ကိုလည်းတဲ့လေကြည့်လိုက်သေးတယ်ဗျာလင်းနဲ့တွေ့ရတော့မှမဟုတ်အတော်ကြီးဝမ်းသာရှာနေရန်တူပါရဲ့ဗျာကျုပ်ကတော့ပဲသူ့ကိုပဲငိုင်းကြည့်နေခဲ့ပြီးရယ်ဘယ်လိုအချိန်ဆွဲရမလဲစဉ်းစားနေတာပေါ့အဲ့ဒီအချိန်မှာပဲကလစ်ကလေးတကားပိတ်သွားတဲ့အတန်ကိုကြားလိုက်ရတယ်ကျုပ်တို့နေရာဆုံးတိတ်ကလေးဖြစ်သွားတော့ပေါ့တကားခန်းစီကိုပြေးသွားပြီးတကားကိုဆွဲခွင့်လိုက်တော့လှုပ်တောင်လှုပ်လို့မရဘူးဗျာအပြင်မှာတယောက်ကတော့ပိတ်သွားတာအမှန်ပဲ ဘဝင်လာကလာမှားပြီးတော့တော့ပြီးသွားသလားကျုပ်ကအောင်းမေးမိလိုက်တယ်ဒါနဲ့မကထွားရင်စီအခန်းတော်လန့်တောင်းလိုက်တော့သူကအပြင်ပေါက်ရမှာပဲတော့တန်းလန်းထားခဲ့မိတဲ့အကြောင်းကျုပ်ကိုပြန်ပြောတယ်ကျုပ်လည်းတေဟဲ့နန္ဒီယာဆိုပြီးထိုင်မိထိုင်ရကရင်ပေါ်မှာထိုင်ချပြီးအဲ့ဒီအခါမှာမထိုင်ရမျိုးလုံးပြည့်မဆန်ဘူးသွားပြီးဘာလုတ်တာလဲဘာလုတ်တာလဲရှင့်အကြံခုမှသိရတယ်ဆိုပြီးချက်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 ငိုပါတော့တယ်ကျုပ်လည်းထိတ်မွေခဲခံရတယ်လို့မျက်လုံးတွေပြားကုန်ပြီးဘာလို့ရမှမသိတော့ဘူးဘာရှင်းပြရမှလည်းမသိတော့ဘူး ကရင်ပေါ်မှာပဲထိုင်လိုက်ရမလားထလိုက်ရမလားဖြစ်နေတာဒီကြားထဲကျုပ်ထရက်လိုက်ရမလားဆိုပြီးမချိုးလေးကရှင်ကျမနားမကန့်နဲ့ကျမအွန်လိုင်းမှာတိလာလို့ဆိုပြီးကျုပ်ကိုပို့ပြီးအခက်တွေ့နေတာပေါ့အဲ့ဒီလိုဘယ်လောက်ကြာသွားတယ်မသိပါဘူးတိတ်ပြီးတော့မကြဘူးထင်တာပဲအပြင်ကနေတကားတွေတပုံပုံထွက်လိုက်တဲ့အတန်တွေပွင့်စားဟိပွင့်စားဟိဆိုတဲ့အတန်တွေကျုပ်လဲတကားပေါ့ဝစီပြေးသွားတော့နှာကြားမှာအခန်းတကာကလစ်နဲ့ပြီးသွားပြီးပွင့်သွားတယ်အခန်းပေါ်မှာမျက်နှာသုံးခုပြူးကြောင်ကြောင်နဲ့ပေါ်ထွက်လာတယ်တယောက်ကကျုံမေးမှနောက်တစ်ယောက်ကဥကထုံးတယ် တခြားတယောက်ကဥပထုံးတင်ရဲ့တပည့်လေးကျုပ်လေးဖျားကြီးလို့ပါဇက်ကလှုပ်ကလေးထွက်သွားပြီးနောက်ကိုခြေလန်းပြလန်းဆုတ်မိသွားတယ်ကျုပ်မင်းမအခန်းထဲမှာရှည်သုံးကတိုးဝင်လာပြီးဟင်အခုမှဖျားတနေသေးသလားအပျော်ကြီးတို့တို့ပြူးပြီးမှအားရမှဖျားတတဲ့တော့ကျုပ်ကိုလက်ညှိုးငေါောက်ထိုးပြီးပြောတာပေါ့ကျုပ်လည်းဘာပြန်ပြောအောင်မသိတော့ဘူးမထိုင်းရင်ကလေးကိုသာညှို့ပြပြီးတတန်းဥပထုံးတင်ရဲ့ဟွာဟွာဟွာလို့ပြောနေပြီးတော့ဒီတော့ကျုပ်မင်းမကလည်းအေးလေဥပထုံးတင်ရဲ့ဟွာပဲဖြစ်ဖြစ်ဘာလို့ပဲဖြစ်ဖြစ် တခန်းထဲပိတ်မိနေတာကိုရှင်ဘာပြောမလဲမော်လာဦးလှုပ်ချင်နေတယ်ဟင်းကျုပ်ကဘယ်လိုမိမမျိုးလဲမှတ်တယ်လဲအဆွေငုံငုံနဲ့ဘလူးကြမ်းကြမ်းကြမ်းတော့တာပေါ့ဒီတော့မှကျုပ်လဲကိုင်းမထွားရင်မင်းဆက်ကိုရှင်းပြတော့လို့ပြောတော့အဲ့ဒီအခါမထွားရင်ကလည်းမျက်ကြီးကလေးတုပ်ပြီးဥပထွန်းတင်စီပြေးသွားတယ်ဒါပေမဲ့ဥပထွန်းတင်ကသူ့ကိုလက်နဲ့စီးပြီးတော့တွန်းပစ်လိုက်တယ်ဗဇက်ကလည်းဟင်းတဲ့တော်တယ်နှစ်ယောက်စလုံးတဲ့တော်ကြတယ်ကျုပ်ကတော့နှစ်ယောက်စလုံးကိုယုံပြီးအချိုလွတ်လိုက်ပါတယ်ဟင်းလက်ဆက်တက်တော့နှစ်ယောက်သားအကြီးဆိုင်နေတော့ ကြုံမှာဖြစ်ရောက်ချင်တယ်လို့မရောက်တော့အမျိုးမျိုးတွေးပြီးပူလဲရတာတခုခုများ ဖြစ်လာလို့ကားပဲတိုက်နေသလားဟောခုတော့ဒီဟိုတယ်မှာလာပြီးတော့အကြိုက်တွေ့နေကြတာကိုလို့ရေရွတ်လိုက်တကူဒီတော့ကျုပ်ဆိုတာကတော့အံအားတင်ကြီးတင့်နေတာပေါ့အဲ့ဒီလိုအံအားတင်နေတော့မှပဲမထိုင်းရင်ကလေးကဟင်ဒါဖြစ်ကျမရိုက်လိုက်တဲ့တန်ကျိုးစာကိုရတာပေါ့နော်လို့ဥပထုံးတင်ကိုမေးလိုက်တယ်ဗျာအဲ့ဒီတော့ဥပထုံးတင်ကအိတ်ထဲကတန်ကျိုးစာကိုထုတ်ယူပြီးရတယ်လေဟောဒီမှာမနေ့ကတည်းကရတယ်လေ ြန်ပြောလိုက်တယ်ဗျာမထွန်းရင်ကတုတ်ကိုဇက်ကလေးလမ်းကြည့်ပြောဟင်းဒါနဲ့ရှင်ပြောတော့မရဘူးဆိုဒါတွေရှင်းအကြံကြီးပဲပေါ့လေကက်ကက်လန်အောင်ရန်တီးတော့တာပဲကျုံမှာတော့ကြောက်ရွံ့ကြီးတိရလို့ဖြစ်နေတော့တာပဲခြေလက်တွေလှုပ်လို့မရတော့ဘူးဗဇက်ကလည်းဘာမှပြောမတွေ့ဘူးဒီကြားထဲမိမကဘိုက်ခုတ်ကိုလင်းလင်းပြီးစိတ်နေသေးဗျာဒီလိုဖြစ်နေတော့ဥပထုံးတွေကကိုင်းမထွန်းရင်မင်းဘာပြောင်းကျင်သေးလိမ့်လဲမထူးပါဘူးကွာမော်လာဦးလုံနေပါနဲ့တော့လက်ဘူးလက်ချက်မိတွေတော့ပါပဲမင်းမှအပြစ်ရှိတယ်ဆိုတာမငင်းနဲ့တော့ဒီတော့မင်းထိုင်တဲ့မင်းကန် ဒီကနေ့ကစပြီးမင်းနဲ့ကျုပ်ဟာဘာမှမပတ်သက်တော့ဘူးကျုပ်နဲ့ဘာမှမဆိုင်တော့ဘူးကျုပ်လည်းမင်းကိုဘယ်လိုနည်းနည်းမှမပတ်သက်တော့ဘူးမင်းနဲ့ဘာမှမဆိုင်တော့ဘူးကြားလားနားလေလားမထားရင်မိလေးဘက်ကိုလှည့်ပြီးပြောလိုက်သူကမထားရင်ဒီလေတခြားခြားငူနေတော့တာပဲဗျာအဲ့ဒီတော့ဥပထုံးတင်ဟာကျုပ်ကကိုလှည့်လိုက်တယ်ဗျာပြီးတော့ဒီမှာမောင်းတင်ခမားကကျုပ်မျက်နှာကိုမှမထောက်ပဲအတော်အကြံပတ်ဆက်တဲ့လူဗျာခမားဟာငချင်းစီနဲ့ငချင်းကြော်တာပေါ့လေဟုတ်လားကန်ကန်ဘယ်မလဲကျုပ်ငွေတွေ နေ့ကမအသေးပဲထားတဲ့ငွေတွေအကြံပတ်ဆက်လောက်တဲ့သခေါလောက်မှာဆောင်းမနေတဲ့လူပြားရှိပါသေးတော့ရှိပါသေးတော့ခမည်းမထောက်ထားပြီးရဲ့ကျုပ်ကပြန်ပြီးငဲ့ညာလိုက်အောင်ပဲမြားခုမှုကိုတော့ဘေးဘယ်တာကျုပ်ငွေတွေရေပြေးတဲ့အမှုတစ်ခုတည်းနဲ့ခမည်းဒုက္ခတွေ့နိုင်ပြီနော်ဒါပေမဲ့ကျုပ်မရဆက်ချင်ဘူးပြားကျုပ်ငွေတွေသာပြန်ပြီးမြားစုမြားမိုက်ကိုတော့ကျုပ်ပြစ်ပေးလိုက်ပြီအဲ့ဒါခမည်းအချင်းချင်းသာကြည်ရှင်ကြပြီတော့လို့ပြောပြီးကျုပ်စီကငွေတွေယူပြီးသွားတော့တာပဲဗျာ မထိုင်းရင်ကလေးကလည်းအဲ့ဒီနေ့ကဘူဒာယောမှာအိပ်ပြီးနောက်တစ်နေ့မနေ့စောစောရထားနဲ့မော်တော်များကိုပြန်သွားရှာတယ်။ကျုပ်ပြကလေးမလေးကိုတနာလို့လို့အဲ့ဒီနေ့ကအိမ်မှာတဲဖို့ခေါ်ခြင်းပါသေးတယ်။ဒါပေမဲ့ဒါပေမဲ့ခမားတိတဲ့အတိုင်းပေါ့ဗျာ။ဘယ်ဖြစ်မလဲဗျာ။နောက်နေ့တမနဲ့အဲ့လိုအစောကြီးမှတော့ဘူဒာယောသွားပြီးသူ့ကိုနှုတ်ဆက်ရင်အကြောင်းစုံရှင်းလင်းပြောပြမယ်ကြံပါသေးတယ်။ဒါပေမဲ့ကျုပ်မိမကတကားကိုညကတော့ခတ်ပြီးတညာလုံးမအိပ်ပဲကျုပ်ကိုထိုင်ဆောင်နေကြလို့ဘာမှမတတ်နိုင်ဘူး။ အင်းလောကကြီးမှာ ကိုယ့်ဘက်ကကြီးစိတ်ကောင်းလေးတစ်ခုထားရှိအောင်နဲ့မပြီးသေးဘူးကို မပြီးသေးဘူးဆိုပြီးကတည်ကြီးအောင်ကုန်ပြီမှခွေကန်စေးကြီးဟောင်းဥမောင်မောင်တင်သည် သူ့ဝိထုကိုအဆုံးတက်လိုက်လေသည်ဝိထုလေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာအခုလိုအချိန်ပေးပြီးနားဆင်ကြကြတယ်ပြည့်ပြည့်တယောက်ချင်းများအထူးဝင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်နေ့မှာလည်းဒီလိုရက်တံမြောက်တဲ့ဝိထုများစွာကိုတင်ဆက်ပေးတော့မှာဖြစ်လို့နားဆင်အားပေးကြပါဦးခင်ဗျာ